MRT 4ရုပ်သံလိုင်းကြီးစုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့ထဲမှာကျင်းပပြုလုပ်လျက်ရှိတဲ့ပွဲခန္ဓာမျိုးမျိုးတို့ရိုက်ကူးတက်ဆက်ပေးနေတဲ့ရန်ကုန်မြို့ဝင်ကျဲစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တက်ဆက်ပေးသမှာဆိုရင်တော့ရန်ကုန်မြို့တက်မတော်ခမ်းမှာမြန်မာ Tourism Federation ရဲ့ပံ့ပိုးမှုနဲ့ Travel Support Company Limited ကနေပြီးတော့ပထမဆုံးအကြိမ်ဖြစ် ကြီးမှုကျင်းပပြုလုပ်တဲ့ International Travel Expo 2017ဖွင့်ပွဲအခမ်းအနားကြောင့်ရိုက်ကူးတက်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီပြပွဲကြီးမှာဆိုလို့ရှိရင်တော့ခီးသွွားလုပ်ငန်းနဲ့ပတ်သက်တဲ့ကုမ္ပဏီပေါင်းမြောက်များစွာတို့ကနေပြီးပေါင်ပြသပေးသွားမှာလည်းဖြစ်ပါတယ်မြ။ဒီတော့ဒီနေ့အခမ်းအနားမြင်ဝင်မြောက်ဆုံးလွှဲသွားသိရှိနိုင်စေဖို့အတွက်အခုလိုရိုက်ကူးတက်ဆက်ပေးလိုက်ပါတယ်ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ ီကနေ့တင်ဆက်ပေးသွားမှာကတော့မြန်မာတူရီဇင်ဖက်ဒရေးရှင်းရဲ့ပံ့ပိုးမှုနဲ့ Travel Support Company Limited ကပထမဆုံးအကြိမ်ဖြစ်ကျင်းပပြုလုပ်တဲ့ International Tourism Expo မြန်မာ2017ပြပွဲဖွင့်လှစ်ခြင်းအခမ်းအနားအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြပွဲဖွင့်လှစ်ခြင်းအခမ်းအနားကိုတော့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့တကွာဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ မြန်မာတူရီဇင်ဖက်ဒရေးရှင်းမှတာဝန်ရှိပုဂ္ဂိုလ်များပွဲချင်းပါဤဆိုင်ရာတာဝန်ရှိသူများခရီးသွားလုပ်ငန်းနဲ့သက်ဆိုင်တဲ့ကုမ္ပဏီသီးသီးတို့မှကိုယ်စားလှယ်များအထူးပေးကြားထားသောဧည့်သည်တော်များစုံလင်စွာတက်ရောက်လာခဲ့ကြပါသည်ဒီကနေ့ပြပွဲကိုဦးစီးဦးဆောင်ကျင်းပပြုလုပ်တဲ့ Travel Support Company Limited ရဲ့အဓိကတာဝန်ရှိသူတို့မှလည်းပြပွဲကျင်းပပြုလုပ်ဖြစ်ပုံရည်ရွယ်ချက်များနဲ့ပတ်သက်ပြီးအခုလိုပြောကြားပေးခဲ့ပါသည် အဲကျွန်တော် travel support company ကတော့အဓိကအပြင်ဟိုခီးသွားလုပ်ငန်း agency တခုတော့မဟုတ်ပါဘူးကျွန်တော်တို့ travel support ကခီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ဒီအပိုင်းတွေမှာကိုလိုအပ်တဲ့ဘက်ကနေပံ့ပိုးကူညီနိုင်တဲ့အပိုင်းလေးတို့လုပ်တဲ့အပိုင်းမှာဟုတ်ကဲ့ကျွန်တော်တို့နိုင်ငံတကာကိုခီးသွားတယ်ဗျခီးသွားတဲ့အခါကျတော့ဒီနိုင်ငံသားမှနိုင်ငံတိုင်းနိုင်ငံတိုင်းမှာပေါ့နော်ဒီ tourism လုပ်ငန်းကိုသူကစီးပွားရေးလုပ်ငန်းတကယ်အဓိကစီးပွားရေးလုပ်ငန်းတရားအနေနဲ့ဟိုသူကစ조사ပန်းသားဆောင်ရွက်ပြီးတော့ဝင်ဝင်ရှာနေတော့တွေ့ရတယ်ကျွန်တော်နိုင်ငံမှာလည်းသဘောကရင်မြင်နေထားရအင်မတန်ကိုရေကန်ပြေကန်ကောင်းတာဟုတ်လားအားလုံးသိပြီးသားဖြစ်ပါတယ် ဒါပေမဲ့တကယ်တကယ်ကြားတဲ့ခါကျတော့ကျွန်တော်တို့ကတကယ်ရှိတဲ့အရာတွေကိုပေါ်လို့ပြနိုင်နိုင်တဲ့အနေထားအားနည်းနေသေးတာပေါ့အဲ့တော့ဒီဘိုင်းကိုမြင့်နေဖို့အတွက်ဒါတူရီဇင်ကဏ္ဍကလည်းအရေးကြီးတဲ့ကဏ္ဍမှာတစ်ခုလည်းအပါအဝင်ဖြစ်ပါတယ်အော်တူရီဇင်ဒေသဖွံ့ဖြိုးလာခြင်းအပြင်တိုင်းပြည်စီးပွားလည်းဖွံ့ဖြိုးလာမယ်ဒီခရီးသွားတဲ့ဒေသမှာရှိတဲ့အနေပဲဆုံးမှာရှိတဲ့လူမှုပတ်ဝန်းကျင်အားအစကျွဲကူးရေပါဆိုလို့ဒီပိုင်းနဲ့တိုးတက်ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်အော်ဒီရွေချင်းတဲ့သတင်းချက်လက်တွေကိုဒီထက်ပို့ပြီးတော့ပိနေတဲ့ပိနေအောင်ဆိုပြီးတော့ဒီတူရီဇင် expo ပေါ့ item 2017ကိုကျွန်တော်တို့ခင်းကျင်းပြသခြင်းဖြစ်ပါတယ်ဒီကတော့ကျွန်တော်တို့သတင်းချက်လောက်ကိုပေးခြင်းတာပါဒီပြပွဲကိုခင်းကျင်းပြသခြင်းအပြင်ဟိုတိုရီဇင် sector မှာရှိနေတဲ့ hotel လုပ်ငန်းရှင်တွေခီးသွွားလုပ်ငန်းရှင်တွေနောက်တကဒီစားသောက်ဆိုင်လုပ်ငန်းရှင်တွေခီးတောင်ဆုံးခီးသွွားလုပ်ငန်းတွေပတ်သက်တဲ့တင်တန်းချောင်းတွေနောက်ကလေချောင်းလိုင်းတွေဘန်တွေသတိပြန်အဲ့လိုမျိုး sector နဲ့မှာအကုန်ပတ်သက်တဲ့လုပ်ငန်းတွေအကုန်လုံးပဲသတင်းချက်လက်တွေကိုတနင်္လာနေ့မှာစုစည်းပြီးတော့ပြသနိုင်အောင်ကျွန်တော်ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်ပါတယ် အခမ်းအနားစီစဉ်များကိုဆက်လက်ကျင်းပရမှာပထမဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိမ့်မှ International Tourism Expo မြန်မာ2017ဖွင့်လှစ်ခြင်းအတွက်အမှာစကားပြောကြားပေးခဲ့ပါတယ်။ဆလဘီပြည်ထောင်စုဝန်ကြီးကိုစားဟိုတယ်နှင့်ခီးတွားလာရေးဝန်ကြီးဌာနမှဒုတိယအမြဲတမ်းတွင်းဝင်ဦးလိုက်ဦးမှနှုတ်ခွန်းဆက်အမှာစကားပြောကြားပေးခဲ့ပြီးတစ်ဆက်ထဲမှာပဲမြန်မာနိုင်ငံခီးတွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူဥယျံဝင်းမှအမှားစကားထပ်ဆောင်းပြောကြားပေးခဲ့ပါတယ်အဲဒီနောက်ပြပွဲချင်းမှချင်းအခမ်းအနားအတွက်အမတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်အခုလို International Tourism Expo မြန်မာ2023ကျင်းပပြုလုပ်ဖြစ်မှုပေါ်မြန်မာ Tourism Federation မှပညာရှင်တူဦးမှ အခုလိုပြောကြားပေးခဲ့ပါတယ် ော့တဲ့ဥစားပေးရတော့ဒီပြည်ရင်းပဲပေါ့နော်ပြည်ရင်းပဲဥစားပေးပြီးတော့မှလုပ်ထားပါတယ်တော်တော်များများသိနေကြတော့အာဗကာမလေးအင်းလေးဒါလောက်တော့ပဲသိနေကြတော့ပေါ့နော်ဒါရမကတကယ်လှပတဲ့နေရာတွေအများကြီးရှိပါတယ်နော်ဘီစီဆိုဘီရှိတော့ပေါ့သူကတော့ဒီတနေ့နိုင်တိုင်းမှာရှိတဲ့နေရာပေါ့နော်ဒါလေးကိုနိုင်ငံတော်နေတဲ့ကိုအချူပါလိုကိုခေါ်တာပေါ့ပိတ်ကျွန်းစုပေါ့နော်အဲ့ဒီ area မှာတော်တော်ကိုလှလှပပနဲ့အင်္ဂလိပ်ပြည်ရင်းသမားတွေကသာမသိတာဟိုဘက်ကတစ်ဖက်နိုင်ငံလူတွေဆိုရင်ဒုက္ခနဲ့လာလေကြတယ် သူတို့ဘက်မှာရှိတဲ့ကျွန်းသူတွေကတော်တော်များများ spoil ဖြစ်သွားပြီပျက်စီးကုန်ကြပြီပေါ့နော်ဖိုကက်တူမှာရောပါတီယာတော့မှာအန်ဂရဘကတော့ still the virgin land image ရှိသလိုဒါတွေကိုအန်ဂရဘကဒီတစ်ခေါက်မှာဟို highlight လုပ်တော့ပေါ့နော်အလားတူပဲဖန်ဘက်မှာခင်ပြင်းတယ်ပေါ့နော်လားတူပဲမော်ဒန်ပြိုင်ဘက်မှာဒီလိုပေါ့ new destination လို့ခေါ်တာပေါ့နော်ခီသွားဒေသအသက်တွေကိုပေါ်ထုတ်ပေးတဲ့ပြပွဲလို့ပြောလို့ရပါတယ်ဒီနံပါတ်1ဒီမှန်ကြတော့အာဆီယံပေါ့နော်အာဆီယံချင်းချင်းပဲပေါ့ အာဆီယံချင်းဆိုရင်မှတော့ဂျပန်တို့ကိုရီးယားတို့လာဖို့ပေါ့သူတို့တရုတ်ပေါ့နော်အတရုတ်ကလည်းအင်္ဂလိပ်ဘက်ကိုအကြီးကျယ်ကိုလာဖို့ရှိတယ်အခုလာမဲ့ March February March မှာပဲတရုတ်မြန်မာခီးသွားဖိုရမ်ကနေပြီးတော့မှလုပ်ဖို့ရှိတယ်တရုတ်တိုင်းမှာသွားပြီးတော့ဆွေးနွေးလာခဲ့တော့သူတို့တွေကတန်တဲ့နိုင်ငံတွေကိုတန်းချီပြီးတော့သွားကြတယ်တော့အင်္ဂလိပ်ဘာမှပြူလာတဲ့ဟာတော့သိငနာမဲ့ရှိတယ်ပေါ့ကျွန်တော်သူထပ်ပြီးတော့တိုးချင်ပါတယ်အင်္ဂလိပ်ကအမှန်ပြောရင်တော့ရောဘတ်ဇေကွက်တို့နောက်ခဏပြောတဲ့ ဂျပန်ကိုရီးယားပေါ့နော်ဒီအာရှဒီပစိဖိတ်အေရှားဒီဒီဒီဒေသအဲ့ဒီတွေပဲအာယုံစိုက်နေတာပေါ့နော်ဒီတရုတ်ဈေးကွက်ကတော့အင်္ဂလိပ်ကတကယ်တမ်းဆိုရင်ထဲထဲဝင်ဝင်ထုတ်ပေါက်နိုင်ရင်မရှိသေးဘူးဒါမှဘလို့ပဲပြောပြောတကဘာလုံးမှာကိုတရုတ်ကထက်နှံ့သွားနေပြီဆိုတော့ဒါလည်းအင်္ဂလိပ်ကဒါမဲ့အဲ့ forum ပြီးရင်တော့တခုတော့အကောင့်တက်ပေါ်လာမှာပေါ့နော်ဒါအဓိကအဲ့မှာကျတော့ဘာပြဿနာရှိလဲဆိုတော့တို့တွေကလာကျင်တာကမူဆယ်ဂိတ်ပေါက်ကပေါ့လာချုံမူဆယ်ဂိတ်ပေါက်ကနေလာကျင်ရတယ် လက်ရှိရှိတဲ့အခြေအနေကလာလို့မရသေးဘူး။ဒီလေကြောင်းနဲ့ပဲလာဖို့ဆိုမှအင်္ဂရတာဦးစားပေးပေါ်အောင်ပေါ့နော်။ဒီတရုတ် market ရလာပြီဆိုရင်လူကြီးအများကြီးတိုးလာမှာပါ။အဲဒီနောက်မှာတော့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုမင်းသိန်းနဲ့ဌာနဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များမှပြပွဲအတင်းရှိပြကန်းများအားလှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။ International Tourism Expo မြန်မာ2017ပွဲမှာပါဝင်ပြသခဲ့တဲ့ participant company တခုရဲ့တာဝန်ရှိသူတူဦးမှလည်းပြပွဲကျင်းပပြုလုပ်မှုပေါ့အမြင်များကိုပြန်လည်ဝင်မြပေးခဲ့ပါတယ်ဟုတ်ကျွန်တော်တို့ကတော့ဒီ JSC ကုမ္ပဏီရဲ့လက်အောက်မှာရှိတဲ့ Nature Land Travel and Tour အနေနဲ့ကျွန်တော်တို့ဝင်ရောက်ပြသခြင်းဖြစ်ပါတယ်ကို ကျွန်တော်တို့ကတော့ဒီဘက်က main sponsor ဒီ organizer တွေကနေပြီးတော့ကျွန်တော်တို့စီကိုလာပြီးတော့ဒီကမ်းလှမ်းတဲ့အခါမှာကျွန်တော်တို့အနေနဲ့လည်းဒီပွဲကိုကျွန်တော်တို့ပိုစိတ်ဝင်စားမှုရှိတယ်ပေါ့အားကြောင့်မလို့ကျွန်တော်တို့အဲပါဝင်ပြစ်ချင်းဖြစ်ပါတယ်အဲပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ဒီပွဲကိုယူပြတာတော့ပထမအဦးဆုံး customer နီးပါးလောက်ကျွန်တော်တို့ဘက်ကပါဝင်မှုရခဲ့တယ်ပေါ့ကို ဟုတ်ကဲ့ကျွန်တော်တို့ကတော့နံပါတ်1ကတော့ကျွန်တော်တို့ဒီ nature link ကိုဒီ public ကိုအားလုံးသိအောင်အတွက်ကျွန်တော်တို့နံပါတ်1ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တို့ဒီ inbound outbound တွေကိုကျွန်တော်တို့လုပ်တဲ့အခါမှာလည်းကျွန်တော်တို့ nature link ဆိုတဲ့ဒီ travel and tour ဒီကျွန်တော်တို့အားလုံးလူတွေအားလုံးကိုသိရှိအောင်အတွက်ဆောင်ရွက်တာရဲ့နောက်တစ်ခုကကျွန်တော်တို့ဒီဒီ inbound outbound ကျွန်တော်တို့ဘက်ကဆောင်ရွက်ပေးတဲ့ဒီ message ကိုကျွန်တော်တို့အနေနဲ့အဲပေးခြင်းနဲ့ဆန္ဒပါအခုပြည်သူများခင်ဗျာ ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ International Tourism Expo 2017ပြပွဲဟာဆိုရင်လေကြောင်းလိုင်းဗန်နဲ့အာမခံလုပ်ငန်း၊ခီးသွွားဝန်ဆောင်မှုလုပ်ငန်း၊ Tour and Transportation Operator, Hotel Chains, Telecoms နဲ့အခြားခီးသွွားလုပ်ငန်းနဲ့သက်ဆိုင်တဲ့ကုမ္ပဏီပေါင်းများစွာတို့မှပါဝင်ပြသခဲ့တာဖြစ်ပါတယ်။အခုလို Hotel နဲ့ခီးသွွားလာရေးလုပ်ငန်းဆိုင်ရာပြပွဲကျင်းပပြုလုပ်ခြင်းအပြင် မြန်မာနိုင်ငံရဲ့ခီးသွွားလုပ်ငန်းတိုးတက်မြန်မာမှုအခြေအနေများကိုပြသပေးနိုင်ပြီးတော့လုပ်ငန်းချင်းဖိမမှုများရရှိကာပြည်ရင်းပြည်ပခီးသွွားဧည့်သည်များအတွက်ပုံမှန်ကောင်းမွန်တဲ့ဝန်ဆောင်မှုများဖန်တီးလာနိုင်မှာဖြစ်ပါကြောင်းကြည့်ရှုသူပရိသတ်များအတွက်ဘ ഹു သုဒ္ဓမှတ်သားပွဲရည်ရွယ်တင်ဆက်ပေးလည်ရပါတယ်ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ